်မင်္ဂလာပါရှင်လာဆောင်ငွေခုံကို2020 2021ပတ်နာနှစ်မှာစ၍အခွန်ပေးဆောင်မှုမှတ်တမ်းစာအုပ်အစား test payment record mobile application မှတ်တမ်းစနစ်တို့ပြောင်းလဲတွားမြင်ဖြစ်ပါသည် online မှာလာဆောင်ငွေခုံပေးတင်သည့်နည်းလမ်းများမှာ i banking မှာပေးတင်ခြင်း mobile banking မှာပေးတင်ခြင်းသို့မဟုတ် mpu ကဖြင့်အခွန်ရုံး test online payment system မှာပြင်တွင်ခြင်းစသည့်နည်းလမ်းများရှိပါသည် အွန်လိုင်းမှာပိတ်တဲ့ဒီချိန်တွင်ဝန်ထမ်းများအတွက်လဆောင်ငုခုနှုတ်ယူထားသည့်စီရင်ပါပူတဲ့တင်ပြအမည်ဖြစ်ပါသည်ဖြင့်လီတာခန်းထဲမှာပူတဲ့တင်ပြအမည် ISF ဖြစ်တွင်ပုံ အစင်းစင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ Sample file ကိုအခွန်ရုံး website မှာတောင်းလို့ရယူနိုင်ပါသည်။ Sample file ရဲ့ link ကိုလိုအပ်သူများအလွယ်တကူရယူနိုင်ရန်ဗီဒီယိုနှင့်အတူတင်ပြပေးထားမှာပါ။ ထိုစံပယ်ဖိုင်ဒီအခွန်ယွန်တက်မှတ်ထားသည့်ဖိုင်ပုံစံဖြစ်ပါသဖြင့်ဖိုင်ပင်စင်ခွင်ကိုအကန့်တည်းရှိပါသည် employer name ကို I column မှာ company အမည်ကိုဖြည့်ပါဒီတကွက်မှာ match လုပ်ထားပါသဖြင့်ပင်စင်ခွင်မပြုပါ employer name ကို I column မှာဖြည့်သွင်းပေးရန်တင်နံပါတ်ကိုလည်း I column မှာ company တင်နံပါတ်ဖြည့်ပေးပါ ဤတကွက်မှာလဲ match လုပ်ထားပါသဖြင့်ပြင်ဆင်ခွင့်မပြုပါတင်နံပါတ်ကိုလည်း i column မှာဖြည့်တွင်ပေးရန် employee name column မှာဝန်ထမ်းအမည်ကိုဖြည့်ပါဝန်ထမ်းအမည်ကိုမြန်မာလိုဖြည့်ရမှာလားအင်္ဂလိပ်လိုဖြည့်ရမှာလားဆိုပြီးမိခွန်းကိုယခုချိန်ထိအခွင့်အရေးကရှင်းလင်းချက်လည်းမထွက်သေးပါသဖြင့်ကြံနေတဲ့ဒီပါတာဖြည့်ဖြည့်ပါ record number အကွက်မှာဝန်ထမ်းအညီဖြည့်ပြီး auto ကျလာမည်ဖြစ်တဲ့အတွက်ဖြည့်တွင်းရမလိုအပ်ပါမြန်မာနိုင်ငံသားဖြစ်ပါက NRC နံပါတ်ကိုဖြည့်ပါ NRC နံပါတ်ဖြည့်တဲ့ချိန်တွင်အရှိကနေအနောက်သစင်းချင်းစီဖြည့်တွင်းရအကြံပြုပါတယ်ရှင် employee address column မှာဝန်ထမ်းနေရာလေးစာကိုဖြည့်ပါနိုင်ငံခြားသားဖြစ်ပါက passport နံပါတ်ကိုဖြည့်ပါ position column မှာဝန်ထမ်းထမ်းဆောင်နေရာတူကိုဖြည့်ပါ ်ထက်စပီးရခေါ်လာမှာပဲလာအတွက်ကိုပေးဆောင်တာလဲအဒီလာကိုရွေးပါအော်တိုဘာလာအတွက်ပေးဆောင်ပါကအော်တိုဘာကိုရွေးပါအင်ခန်ရခေါ်လာမှာပဲဝင်ဝင်နဲ့အတွက်ပေးဆောင်တာလဲသက်ဆိုင်ဒီဝင်ဝင်နဲ့ကိုရှိပါ2020အော်တိုဘာအတွက်ပေးဆောင်ပါကသက်ဆိုင်ဒီခုနှစ်2020ကိုဖြည့်ပါ2020ဆိုဒီကနန်းကိုတိုက်ရိုက်ဖြည့်တွင်၍မရပါတဲ့ဖြင့်တခြားနေရာမှာ2020ရိုက်ပြီး control C ဖြင့် copy ဆွဲပါ copy ဆွဲထားသည့်2020ကို income year အကွက်မှာ right click နှိပ်ပြီး paste လုပ်ပါသုံးမှတ end date of period ကျလာမည် end date of period မကျလာပါက income year အကွက်ဤစာသားမှာ space တို့ပါသွားတာရှိမရှိစစ်ဆေးပါ income year အကွက်မှာ2020 2021လို့ရိုက်ထည့်ရမရပါ2020 2021လို့ရိုက်ထည့်ပါက and day out period ကမှရင်းတာမှာပါ salary for period အကွက်မှာခံမှန်းဝင်ဝင်နေတဲ့အလားစာကိုဖြည့်ပါ allowance claim by employee colon တွင်ဝန်ထမ်းများအတွက်နှုတ်ပိတ်ထားတဲ့ဝင်ဝင်နေတဲ့စုစုပေါင်းတက်တာခွင့်ကိုဖြည့်ပါတက်တာခွင့်ဒီအခြေခံတက်တာခွင့်မိဘအတွက်တက်တာခွင့်အိမ်ထောင်ဖက်အတွက်တက်တာခွင့်ဒေါက်တမီအတွက်တက်တာခွင့်လူမှုဖလုံရေးရန်ပုံငွေထဲငွေအသက်အမခံစာတီတက်တာခွင့်တွေကိုပေါင်းပြီး allowance claim by employee colon တွင်ဖြည့်သွင်းရန်တက်တာခွင့်မရှိပါကတောင်းရကိုဖြည့်ပါ amount we have colon တွင်နှုတ်ရထားသည့်တလအတွက်ဝင်ငွေခွန်ပမာဏကိုဖြည့်ပါငွေပမာဏများသည့်နိုင်ငံခြားငွေကြေး USD တို့မဟုတ်အခြားငွေကြေးဖြစ်လျင်မြန်မာဘဟုပန်ဤငွေလဲလဲနှုန်းဖြင့်မြန်မာကျပ်တို့ပြောင်းပြီးမှငွေပမာဏကိုဖြည့်ပါ remark အကွက်မှာမိမိထည့်လို့ဒီအချက်လက်တွေကိုထည့်ပါ တယောက်ဖြည့်ပြီးတော့လေနောက်တယောက်ကိုဆက်ဖြည့်ပါတော့မဟုတ်မိမိပင်စင်ထားတဲ့ Excel file မှာတခေါလန်ချင်းစီ control c ဖြည့် copy ဆွဲပြီးတမတ်ထားတဲ့ Excel file ပုံစံမှာတခေါလန်ချင်းစီ control v ဖြည့်ပြန်ကပ်ပါဒီ Excel file မှာဒီလက်ရှိတာအတုံးပြုခွင့်ရှိတဲ့အတွက်နောက်တစ်ရှင်းလည်းတိုးလို့မရပါလားဆောင်ကိုခွန်ပေးဆောင်တဲ့ချိန်တွေ့ရမယ့် file ကဒီလောက်နဲ့ဆိုပြီးတော့ပါပြီ မရှင်းနိုင်ရှင်းကွန်မန့်မှာရေးသားပြီးတော့ဆွေးနွေးလို့ရပါတယ်ရှင်။ data account ကအခွန်ပိုင်း၊စာရင်းပိုင်း၊အဖွဲ့အစည်းပိုင်း၊လုပ်ငန်းအတွေ့အကြုံနဲ့အီးမေးလ်လာရရှိမှုများကိုမျှဝေပေးသူတဦးပါ။အခု data account မှာပြောခတ်တဲ့အကြောင်းအရာဟာမိမိတို့ရဲ့လုပ်ငန်းများအတွက်သဆုံးတရာအကျိုးရှိနိုင်မယ်ဆိုရင်မျှဝေပေးဖို့လည်းတိုက်တွန်းအပ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။